ီတယောက်ခန့်ရင်ဈေးနှုန်းကတော့၉ထောင်ပါဒီအခန်းမှာဆိုလို့ရှိရင်ဂရင်ပါမယ်ပြီးလို့ရှိရင်ပန်ကားလည်းပါပါမယ်ဒီနှစ်ယောက်ခန့်ဆိုလို့ရှိရင်တော့သူကတစ်ယောက်ကို၈ထောင်ကြာမယ်ပေါ့နော်ဒီခန်းမှာလည်းအလိုပဲဂဒင်းနှလုံးပါမယ်ပြီးရောရှင်ပန်ကာလည်းပါပါမယ်။ဒါပေမဲ့ဆိုလို့ရှိရင်ဒါစဘောကတော့2000ပေးရပါမယ်။ဒါကိုကအကြောင်းတစုံတရာတစ်ခုခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့အဆောင်ပိုင်းရှင်အမကိုဒါ15ရက်ကြိုးပြီးတော့ပြောမှာဖြစ်ပါတယ်။အဲ့ဒါမှပဲကိုရဲ့စဘောငွေကိုပြန်ပြီးတော့ရမှာပါ။ ားလုံးပဲမင်္ဂလာပါရှင်။ဘုန်းကတော့ဒီနေ့ဒါစမ်းချောင်းရှန်ကုန်းလမ်းကိုရောက်နေရပါ။ဒီရှန်ကုန်းလမ်းမှာရှိတဲ့အမျိုးသမီးတည်တဲ့အဆောင်တစ်ခုကို vlog လာရေးပေးရဖြစ်ပါတယ်။အဲ့တော့စမ်းချောင်းရှန်ကုန်းလမ်းဆိုတော့သိတဲ့အတိုင်းပဲဒီဘက်ကထွက်ရမယ်ဆိုလို့ရှင်ဒါပြည်လမ်းပေါ့နော်။ပြည်လမ်းဆိုတော့မဟာမြိုင်မှတ်တိုင်နေလည်းနီးမယ်။ပြီးတော့မြေဒီကုန်းမှတ်တိုင်နေလည်းနီးမယ်။ပြီးသွားလို့ရှင်ဟိုဘက်မှာဆိုလို့ရှင်ဒါ Sprint တကုံးဆန္ဒအကုန်နီးနီးလေးပဲပေါ့နော်။ကပုံးပွင့်လည်းရှိမယ်။အဲ့တော့ဒီဘက်ချောင်းထွက်ရမယ်ဆိုလို့ရှင်ဒါဥရိဇာလမ်းကိုတန်းပြီးတော့ပေါ့ပါပေါ့နော်။အဲ့တော့အဆောင်တိုက်ကတော့ဒီတိုက်ပါ။အောက်မှာဆိုလို့ရှင်ဒါနာမည်ကြီးဝင်းမိုဘိုင်းဝဖုန်းဆိုင်လည်းရှိရပေါ့နော်။အဲ့တော့အခုတော့အဆောင်ရဲ့ဒါလေးလွှာကို ရင်ဆုံးလိုက်စီပါမယ်။အဆောင်မှာဆိုလို့ရှိရင်တခုကောင်းလာကလှေကားတက်ဆရာမလို့ဘောနော်ဓာတ်လေကားရှိပါတယ်အဲဒါကြောင့်မလို့အလွန်အမြင့်ကိုလှေကားနဲ့မတက်ချင်ဘူးဆိုလို့ရှိရင်အရန်စီပြပါတယ်အဆောင်ကတော့ဒါလေးလွှာမှာပေါ့နော်နှစ်လွှာမှာလည်းရှိသေးတယ်အခုလေးလွှာအခန်းလေးကိုရင်လိုက်ပြပေးပါမယ် တယောက်ခန့်ဒီတယောက်ခန့်ရဲ့ဈေးနှုန်းကတော့9000ပါမာဒီအခန်းမှာဆိုလို့ရှိရင်ကရင်ပါမယ်ပြီးလို့ရှိရင်ပန်ကာလည်းပါပါမယ်ပြီးလို့ရှိရင်ဒီလျှက်စစ်မီပလက်ခုံလေးတွေပါပါမယ်အဆောင်အကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအထက်သားတွေပါကာရတာဒါတမန်ပြပြတသက်ကြီးရလေးလည်းကာရတာတွေ့ရတယ်ပေါ့နော်ပြီးတော့အဆောင်အခန်းတိုင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးကိုပိုင်အခန်းတော်လေးလည်းပါရပေါ့နော်အဲ့တော့ဒီခန်းလေးက2ယောက်ခန့်ပါ ဒီနှစ်ယောက်ခန်းဆိုလို့ရှိရင်တော့သူကတစ်ယောက်ကို၈တောင်းကြမယ်ပေါ့နော်ဒီခန်းမှာလည်းအဲ့လိုပဲဂဒင်းနှလုံးပါမယ်ပြီးတော့ရှင်ပန်ကာလည်းပါပါမယ်ဒီအဆောင်မှာတော့ wifi က free ပါပြီးတော့အဆောင်ပိုင်းရှင်မှနေပြီးတော့အဆင်းလည်းအမြဲတိုင်ပြီးတယ်လို့ပြောပါတယ်ဒီဆောင်မှာနေမယ်ဆိုလို့ရှိရင်ဒါစပွားကတော့နှစ်တောင်းပေးရပါမယ်။ဒါကိုကအကြောင်းတစုံတရာတစ်ခုခုချောင်းမနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့အဆောင်ပန်းရှင်အမကိုဒါ15ရက်ကြိုးပြီးပြောမှာဖြစ်ပါတယ်။အဲ့ဒါမှပဲကိုရဲ့စပွားငွေကိုပြန်ပြီးတော့ရမှာပါ။အဆောင်လာကတော့ဒါထုံးစံတိုင်းကြိုရှင်းရမယ်ပေါ့နော်။ပြီးလို့ရှိရင်လာချင်းပေးပါပဲ။ အဲ့ဒါကတော့တခြားဆောင်တွေနဲ့အတူတူပဲပေါ့နော်ဒါပေမဲ့ဒီဆောင်မှာကတော့ဒါ wifi free ပါမယ်ပြီးသွားလို့ရှိရင်ရေဝုန်းမေးဘွား PC ပြီးတော့အင်ဂျင်နဲ့တိုင်ပြီးရဲဒါပေမဲ့ရေတန်းကတော့ကိုယ့်ဘာသာကိုဝယ်သားအောင်မှာပါအခုလိုဒီစံညာရှမ်းကုန်းလမ်းလိုမျိုးဒီအချက်ကြကြရဲ့နေရာမှာပေါ့နော်ဒီလိုမျိုးတယောက်ခန့်ကိုဒါတက်တက်ရရလေးနဲ့ဒါငွေကျပ်6000လောက်နဲ့နေလို့ရမယ်ဆိုတာကတော့ဒါမစိုးလို့ပြောလို့ရရပေါ့နော်ပြီးတော့ဒီအဆောင်ကဒါဓာတ်လေကလည်းရှိတာမို့လို့ကိုယ်အနေနဲ့ဒါလေကဟိုလည်းအလွားမြင့်နေရတာတက်စီရမလို့တော့ပေါ့နော် ုဒါကတော့နှလုံးအားမှာရှိတဲ့အဆောင်ရဲ့မီးဖို့ကြောင့်ပေါ့နော်မီးဖို့ကြောင့်ဆိုတော့ထုံးတဲ့အတိုင်းဒီဘက်မှာဒီချိုးခန်းရှိမယ်ဒီချိုးခန်းကတော့ဒါကြွေပြားကပ်ပြီးတော့အုတ်ကံပဲပေါ့နော် ပြီးတော့ဒီဘက်ချမ်းမှာတော့ toilet ရှိပါမယ်ဟင်း toilet ကလည်းဘိုးထိုင်းတက်တက်ရက်လေးပါလုပေးထားပြီးတော့ဒီဘက်ချမ်းမှာကတော့ဒါထမင်းချက်ကိုပါကိုချက်စားလို့ရမယ်ပေါ့နော်ပြီးတော့ပစ္စည်းတွေတင်ဖို့အတွက်စင်တိုင်းထားပေးထားပါဗျာ ေဆောင်မှာတော့ဒါထုံးစံတိုင်းရေပိုးမီပိုးကတော့အပီးစီပေါ့နော်အခုနကပြောခဲ့တဲ့အထက်မှာဒါတယောက်ခန်းဆိုလို့ရှိရင်ဈေးနှုန်းက9000၊နှစ်ယောက်ခန်းဆိုလို့ရှိရင်တော့ဒါတသိန်းတယောက်ကို10000နဲ့ဒါတသိန်း6000ပေါ့နော်ဒါပေမဲ့နှစ်ယောက်ခန်းကိုကိုကတယောက်တည်းပဲနေကျင်တယ်ဆိုလို့ရှိရင်လည်းဒါဈေးနှုန်းညှိပေးရလို့အဆောင်ပိုင်းရှင်အမကပြောပါတယ်ဒီခေါက်ကတော့ဝန်ဟာကဒါဆန်ချောင်းရှမ်းကုန်းလမ်းမှာရှိတဲ့ဒါအမျိုးသမီးတီးသန့်အဆောင်တစ်ခုကိုလိုက်ပြီးရိုက်ပြပေးခဲ့တာဖြစ်ပါရဲ့ရှင်။ဒီဆောင်မှာနေဖို့စိတ်ဝင်စားရဲဆိုလို့ရှိရင် အခုပြတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ရပါတယ်ရှင်။ဒါအဆောင်ပိုင်းရှင်တွေအနေနဲ့ကလည်းကိုယ့်ရဲ့အဆောင်ကိုဒါဥမာတို့ video page မှာကြောင်းရခြင်းလေဆိုလို့ရှိရင်ဒါဥမာတို့ video page ရဲ့ချက်ပေါက်ကိုလာပြီးဆက်သွယ်လို့ရပါတယ်ရှင်။အဲဆိုရင်ဒီနေ့ရဲ့ blog လေးကဒီလောက်ပါပဲရှင်။